တရုတ်မီဒီယာတစ်ခုကပထမဆုံးအကြိမ်ယူကရိန်းနဲ့ပူးပေါင်းပြီးရုရှားကျူးကျော်မှုကိုယူကရိန်းနဲ့ဘယ်လိုခုခံနေလဲဆိုတဲ့အကြောင်းသတင်းတင်ဆက်နေပါတယ်။နိုင်ငံတိုင်းကပူတင်ကိုစန့်ကျင်လာနေပါတယ်။မနေ့ကပဲပူတင်ကထရမ့်ရဲ့စစ်ရဆေးရေးအစီအစဉ်ကိုလက်မခံဘူးလို့ကြေညာခဲ့ပါတယ်။ဒီကိစ္စကရုရှားအတွက်အခြေအနေတွေကပိုဆိုးလာပါတယ်။ပထမဆုံးအနေနဲ့ထရမ့်ကခရမ်လင်ကိုတန်ခတ်မှုအသစ်တွေကြေညာခဲ့ပါတယ်။ပြီးတော့ယူကရိန်းကိုလက်နက်တွေထောက်ပံ့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။မကြသေးခင်က၃ရက်အတွင်း ယူကရိန်းကလက်နက်မရှိဘဲနေရာကနေပိုအားကောင်းတဲ့လက်နက်အစ်စ်တွေရရှိလာပါတယ်။ဒါတွေမကသေးပါဘူး။မနေ့ကပဲပြင်သစ်နဲ့ဗြိတိန်တို့ကရုရှားအတွင်းပိုင်းကိုတိုက်ခိုက်ဖို့အစီအစဉ်တွေဆွေးနွေးခဲ့ပါတယ်။ဒီနိုင်ငံနှစ်နိုင်ငံပြင်သစ်နဲ့ဗြိတိန်ကယူကရိန်းကိုငြိမ်းချမ်းရေးတပ်ဖွဲ့တွေဆေလွတ်ဖို့ကြေညာထားပါတယ်။ငြိမ်းချမ်းရေးအစီအစဉ်သဘောတူပြီးတာနဲ့ဆေလွတ်မှာပါ။ဒါပေမဲ့မေးခွန်းတစ်ခုရှိပါတယ်။ရုရှားကသဘောတူညီချက်တွေကိုချိုးဖောက်ရင်ဒီတပ်ဖွဲ့တွေရဲ့လှုပ်ဆောင်မှုအစီအစဉ်ကဘာဖြစ်မလဲမေးကြရှိပါတယ်။ ဘာလို့လဲဆိုတော့သမိုင်းကတက်တည်ပြခဲ့တယ်လို့ပါပဲပူတင်ကစစ်ရဲဆဲရေးတွေကိုချိုးဖောက်ရတာကြိုက်ပါတယ်ဥရောပကောင်းဆောင်တွေစုဝေးခဲ့တဲ့အခါမှာပါစစ်ပွဲပြီးဆုံးသွားရင် EU ကငြိမ်းချမ်းရေးတပ်ဖွဲ့တွေစေလွှတ်နိုင်ပါတယ်ရုရှားတပ်တွေကစစ်ရဲဆဲရေးကိုချိုးဖောက်ရင်သူတို့ကို တိုက်ခိုက်ခွင့်ပေးနိုင်ပါတယ်ဒုတိယချက်ကရုရှားကိုတိုက်ရိုက်တိုက်ခိုက်ဖို့အစီအစဉ်တွေစဉ်းစားနေပါတယ်ဒါကရုရှားကစစ်ပွဲကိုပြန်ဆောက်ဖို့ကြိုးစားတဲ့အခါချက်ချင်းတုံ့ပြန်မှုပါ တတိယချက်ကပြင်သစ်ပြစ်ဒိန်အစီအစဉ်မှာဒီအစီအစဉ်ကရုရှားကိုထပ်မတိုက်ခိုက်နိုင်အောင် တားဆီးနိုင်မယ်တပ်ဖွဲ့တစ်ခုဖွဲ့စည်းဖို့ပါဝင်နေပါတယ်ဒီတပ်ဖွဲ့ကိုလေးလံတဲ့ပစ္စည်းတွေလက်နက်တွေထောက်ပံ့ပေးနိုင်ပါတယ်စတုထအချက်ကတပ်ဖွဲ့တွေဆေလို့ဖို့ပါနျူကလ িয়ার စွမ်းရည်စက်ရုံတွေလို့မဟာဗျူဟာကျတဲ့နေရာတွေမှာတပ်ဖွဲ့တွေဆေလွှတ်နိုင်ပါတယ်အနောက်နိုင်ငံတွေရဲ့လေတပ်နဲ့ရေတပ်ကအပံ့ပိုးပေးနိုင်ပါတယ်ပြင်စမချက်ကရှေ့တန်းထိမ့်ချုပ်မှုပါ ဒါကို drone တွေနဲ့အခြားနည်းပညာတွေကိုအသုံးပြုပြီးအဝေးကနေလှုပ်ဆောင်မှာပါ။ဒါတွေကအရန်တင်ကျက်တဲ့အစီအစဉ်တွေပါ။ဒါကြောင့်ရုရှားကယူကရိန်းအတွင်းငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်ဝင်ရောက်ဖို့ကိုဘာလို့ဒီလောက်ဆန့်ကျင်နေတာလဲဆိုတာသိတာပါပဲ။မာကိုရူဘီယိုကယူကရိန်းတွေနဲ့ Saudi Arabia မှာနှိမ့်နိုင်ပြီးတဲ့နောက်ပြောခဲ့တာကယူကရိန်းကရေရှည်ငြိမ်းချမ်းရေးကိုလိုချင်တယ်။ American ကရေရှည်ငြိမ်းချမ်းရေးကိုလိုချင်တယ်။ဒါကြောင့်ယူကရိန်းကတကယ့်စစ်အဟံတာတစ်ခုလိုအပ်တယ်လို့ပြောခဲ့ပါတယ်။ဟုတ်ပါတယ်။ နိုင်ငံတိုင်းမှာကိုယ့်ကိုယ်ကိုကာကွယ်ပိုင်ခွင့်ရှိပါတယ်။ယူကရိန်းကရုရှားကိုထပ်မတိုက်ခိုက်နိုင်အောင် လုံလောက်တဲ့လက်နက်တွေလိုအပ်ပါတယ်။သူတို့ရဲ့ရေရှည်လုံခြုံရေးကိုတည်ချအောင်လုပ်ဖို့ပါ။ကမ္ဘာပေါ်ကမြည်သည့်နိုင်ငံမဆိုလိုချင်သလိုယူကရိန်းကသူတို့ရဲ့ရေရှည်လုံခြုံရေးကိုလိုချင်ပါတယ်။ဒီလောက်အချိန်ကုန်ပြီးစစ်ရဲဆဲရေးရဖို့စစ်ပွဲကိုညှိနှိုင်းပြီးအဆုံးသတ်ဖို့ကြိုးစားနေရတာကဘာလို့လဲ။ဘယ်သူကမှစစ်ကိုမလိုချင်ပါဘူး။ယူကရိန်းတွေလည်းမလိုချင်ပါဘူး။ ယူကရိန်းကအနာဂတ်မှာထပ်မကျူးကျော်နိုင်အောင်ထပ်မတိုက်ခိုက်နိုင်အောင်ထပ်မဝင်ရောက်နိုင်အောင်လုံလောက်တဲ့တားဆီးမှုတစ်ခုဖန်တီးနိုင်မလားဘာလို့လဲဆိုတော့ကမ္ဘာပေါ်ကနိုင်ငံတိုင်းမှာကိုယ့်ကိုယ်ကိုကာဝယ်ပိုင်ခွင့်ရှိပါတယ်ဒါကိုဘယ်သူမှငြင်းလို့မရပါဘူးဒါပေမဲ့ထပ်ပြောရရင်ငြင်းငြင်းရေးမရှိသေးရင်ငြင်းငြင်းရေးကိုတေချာအောင်လုပ်လို့မရပါဘူးပူတင်ကစစ်ရဲဆေးရေးအစိုးပြတဲ့ကိုငင်းပယ်ခဲ့ပေမဲ့ KGB ပုံစံနဲ့ငင်းပန်ခဲ့တာပါသူကစစ်ရဲဆေးရေးကိုသဘောတူတယ် ဒါပေမဲ့ဒါရီအားလုံးကိုပြောင်းလဲဖို့လိုတယ်လို့ပြောခဲ့ပါတယ်။ဒါကတယောက်ယောက်ကိုထိုးပြီးတော့တောင်းပန်ပါတယ်။ဒါပေမဲ့ငါဘာမှမမှားဘူးလို့ပြောနေသလိုမျိုးပါပဲ။ဒါကအတိတ်ပဲမရှိပါဘူး။ကံကောင်းသွားပဲ။ Trump ကဒီလိုညှင်းပယ်မှုမျိုးကိုမြ мян တုံ့ပြန်နိုင်ခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့ပိုဆိုးပါတယ်။ပူတင်ရဲ့သတင်းစာရှင်းလင်းပွဲပြီးရတဲ့အမေရိကန်ကလှုပ်ဆောင်ချက်တွေစတင်ခဲ့ပါတယ်။သူတို့ကဒဏ်ခတ်မှုအစ်စ်တွေကြီးညာခဲ့ပြီးယူကရိန်းကရနိုင်မယ့်လက်နက်အစ်စ်တွေကိုကြီးညာခဲ့ပါတယ်။ ်အခု Trump ကရုရှားရေနယ်လုပ်ငန်းကိုဒဏ်ခတ်ထားပါတယ်။ Trump ရဲ့အဆိုအရကရုရှားရဲ့ American ငွေပေးငွေယူစနစ်ကို ဝင်ရောက်ခွင့်ကိုပုံမူကန့်သတ်လိုက်ပါတယ်။ဇန်နဝါရီလမှာ Biden က60ရက်ကြာချွင်းချက်တစ်ခု ပေးခဲ့တယ်။ဒါကဒဏ်ခတ်ခံထားရတဲ့ရုရှားဗန်တွေကနေတချို့သောစွမ်းအင်လုပ်ငန်းတွေကိုဆက်လုပ်ခွင့်ပေးခဲ့တာပါ။အခုတော့ဒီချွင်းချက်ကအကုန်ဆုံးသွားပါပြီ။ဒါကြောင့်ရုရှားဗန်တွေကအမေရိကန်ငွေပေးငွေယူစနစ်ကိုဝင်ပြီးအဓိကစွမ်းအင်လုပ်ငန်းတွေလုပ်လို့မရတော့ပါဘူး။ ဒါကဥရောပနိုင်ငံတွေအတွက်ရုရှားရေနံဝယ်ဖို့ပိုခတ်သွားစီပါတယ်။ဒီမှာစိတ်ဝင်စားစရာအချက်တစ်ချက်ကိုထောက်ပြချင်ပါတယ်။ကျွန်တော်တို့အားလုံးသဘောတူနိုင်တာကထရမ့်ကကြောင်တောင်တောင်ပြောတဲ့အလေးထားရှိတယ်ဆိုတာပါပဲ။ဥပမာသူကအမေရိကန်ကယူကရိန်းကိုတနေ့ကို350ဘီလီယံပေးနေတယ်လို့ဆက်ပြောနေတာပါ။လူသိရှင်ကအထောက်အထားတွေကဒါကမမှန်ပါဘူး။ဒါပေမဲ့မကြသေးခင်ကသူပြောလိုက်တဲ့စကားတစ်ခုကကဘာကိုလန့်စေခဲ့ပါတယ်။ သူပြောတာကစစ်ပွဲစတင်ကလေးကဥရောပနိုင်ငံတွေကရုရှားရင်နံဝယ်တာကြောင့်ရုရှားကိုငွေပို့ပေးခဲ့ရပါတယ်။ယူကရိန်းကို ပေးတဲ့အကူအညီထက်ပို့ပေးခဲ့ရပါတယ်လို့ဆိုပါတယ်။ဒါကတကယ်ပါပဲ။2024ခုနှစ်မှာ EU ကရုရှားရဲ့ရုပ်ကြွင်းလောင်စာတွေအတွက်ရုရှားကို23.5ဘီလီယံပေးခဲ့ပါတယ်။ဒါပေမဲ့ရုရှားကိုအကူအညီ20ဘီလီယံပဲပေးခဲ့ပါတယ်။ဒါပေမဲ့အခုတော့ဒါကရပ်တန့်သွားပါပြီ။ဘာလို့လဲဆိုတော့ EU ကရုရှားကို ပေးခဲ့တဲ့နည်းလမ်းက မက်ရှလာ73ရက်နေ့ကကုံဆုံးသွားတဲ့စာချုပ်ကိုအသုံးပြုနေရတာပါထရမ့်ကဒီမှာပဲရပ်မသွားပါဘူးယူကရိန်းကိုအစိမ့်မြင့်ထားတဲ့မြေပြင်ကနေပြစ်လို့ရတဲ့ small diameter ဘုံ GLSDB တွေထောက်ပံ့ဖို့လည်းပြန်စတင်ခဲ့ပါတယ်ဒီဘုံတွေကမိုင်း100ဒါမှမဟုတ်160ကီလိုမီတာအထိပြစ်လို့ရပြီးရုရှားရဲ့နောက်တန်းတွေကိုပိုကောင်းကောင်းတိုက်ဖြတ်နိုင်အောင်အစိမ့်မြင့်တင်ထားပါတယ်ဒီဘုံက GPS နဲ့လေဆာလမ်းညွှန်စနစ်ကိုအသုံးပြုပြီး တောင်တန်းရဲ့နောက်ဖက်ဆောင်မှာပုံအောင်နေတဲ့ပြစ်မှတ်တွေကိုထိမှန်နိုင်ပါတယ်။ရုရှားကဒီစစ်ပွဲကိုမနိုင်နိုင်ပါဘူး။သူတို့ကလူတန်းတန်းဆုံးရှုံးခဲ့ရပြီးပါပြီ။၃သိန်းခွဲတေဆုံးပြီး9သိန်းခွဲတန်ရာရခဲ့ပါတယ်။သူတို့ကနေပါမြစ်ကိုဘယ်တော့မှမရောက်နိုင်ပါဘူး။ပြီးတော့ရုရှားက1939ခုနှစ်ကလေးကအခုလောက်အားနေနေတာမဟုတ်ဘူးလို့ပြောလို့ရပါတယ်။သူတို့ကနာဇီတွေနဲ့ Molotov Ribbentrop စာချုပ်ချုပ်ဆိုတဲ့အချိန်ကလေးကအခုလောက်အားနေနေတာမဟုတ်ပါဘူးလူတွေကရုရှားစစ်တပ်ကအချိန်ကထက်ပိုအားကောင်းနေတယ်လို့ပြောလို့မရပါဘူးသူတို့ကလူတန်းဆန်းဆုံးရှုံးခဲ့ရပြီသူတို့က NATO မှာရှိတဲ့တင်ကားရေတွက်ထက်15စာပိုဆုံးရှုံးခဲ့ရပါတယ်မြီးတွေကားတွေခြေချင်းတပ်သားတွေစစ်မတိုက်နိုင်တော့တဲ့တပ်သားတွေနေ့တိုင်းဖြစ်နေတဲ့လက်နက်ချတာတွေဒီလူတွေကအနိုင်ရနေတာမဟုတ်ပါဘူးရုရှားစစ်သားတချို့ကသူတို့ရဲ့ဗိုလ်ချုပ်တွေကိုဆန့်ကျင်နေကြပါတယ် ဒီစစ်သားတွေကအခြေအနေတွေမကောင်းဘူးဆိုတာသိကြပါဗျ။သူတို့ကရှေ့တန်းကိုမသွိုင်းရင်တပ်ပစ်ခံရမယ်ဆိုတာသိကြပါဗျ။ဒါကြောင့်ဂျိုင်းတောင်းတဲ့တပ်သားတွေကိုစစ်မြေပြင်ကိုပို့နေရတာကိုတွေ့ရပါဗျ။ဂျိုင်းတောင်းတဲ့ဘတ်စကတ်ဘောတောင်ကစားလို့မရဘူး။ဂျိုင်းတောင်းတဲ့အသက်ကိုကာဝယ်ဖို့တိုက်ခိုက်လို့ရမယ်လို့ထင်ပါသလား။ဒါကသူတို့မှာစစ်သားတွေအများကြီးရှိနေရင်ဖြစ်မှာမဟုတ်ပါဘူး။ရုရှားစစ်တပ်ကသူတို့ကိုဆွဆိုးရွားရွားဆက်ဆံနေတယ်ဆိုတာသိကြပါဗျ။ ်ရုရှားရဲ့တိုက်ခိုက်မှုပုံစံကပုံမှန်အတိုင်းပါပဲသူတို့ကစစ်သားတွေအများကြီးကိုစုပြီးရှေ့တန်းကိုမပို့ချင်လို့ပါဒီစစ်သားတွေကသူတို့ရဲ့အရာရှိတွေကိုပုံကန်ပြီးတပ်ပစ်ဖူးတာတပ်ပစ်ဖူးကြပါတယ်အခြေအနေတွေကမကောင်းပါဘူးထရမ့်ကယူကရိန်းကိုထောင်လှမ်းရေးအချက်လက်တွေမပေးတော့လို့သူတို့ကမျက်စိကမ်းဖြစ်နေပြီးတိုက်ခိုက်နေရတာပါအခုတော့ယူကရိန်းကစုတ်ခွာလိုက်ရပါတယ်ဒါပေမဲ့စစ်တပ်မှာအခက်အခဲသုံးအရာကရန်သူနဲ့ဆက်သွယ်မှုဖြတ်ပြီးစုတ်ခွာရတာပါ ယူကရိန်းကကရက်ဆိုနိုယီကနေတေချာစွာဆုတ်ခွာနိုင်ခဲ့ပေမဲ့သူတို့မှရွေးချယ်စရာမရှိခဲ့ပါဘူး။ဒါကရုရှားရိအနိုင်ရနိုင်တဲ့တခုပြီးတော့အချိန်ပါ။ဒါကြောင့်ထရန့်ကနေဘာရီလှုပ်လာမလဲဆိုတာကိုဘယ်သူမှမသိနိုင်ပါဘူး။ကနေဒါကို90ရာခိုင်နှုန်းအကောက်ခွန်တင်လိုက်တယ်။ဒါပေမဲ့ရုရှားကိုဖိအားပေးစေဖို့လက်နက်တင်ပို့မှုတွေကိုတွန်းမြှင့်ဖို့နဲ့ရုရှားကိုနာကျင်စေမဲ့လုပ်ရည်တွေကထိရောက်ဖို့လိုပါတယ်။ အခုဆိုရုရှားကတနေ့ကိုစွမ်းအင်ရောင်းဝယ်မှုကနေ1ဘီလီယံကျော် ရနေပါတယ်။ဂျီနန်တင်သမောတွေကိုဖမ်းဆီးတာကအမေရိကန်အတွက်အန္တရာယ်နည်းတဲ့လှုပ်ဆောင်မှုပါ။ဘာလို့လဲဆိုတော့ရုရှားရေတပ်ကဒါကိုရပ်တန့်မှုမရှိပါဘူး။အခုပူတင်ကရုရှားရိရှေ့ဆက်နေတယ်သူတို့အနိုင်ရနေတယ်လို့ပြောနေပါတယ်။ပြီးတော့ယူကရိန်းတွေပိတ်မိနေတယ်လို့လည်းပြောပြန်ပါတယ်။ဒါကမမှန်ပါဘူး။ယူကရိန်းတွေကအခုဆိုအဲ့ဒီနေရာကနေအများအပြားထွက်သွားပါပြီ ယူကရိန်းအတွက်အလုပ်ဖြစ်ခဲ့တဲ့အကြောင်းရင်းတစ်ခုကသူတို့ကစစ်ဆတင်တဲ့အချိန်မှာစောစောစီးစီးမြေပြင်ဆက်သွယ်ရေးလိုင်းတွေနဲ့ထောက်ပံ့ရေးလိုင်းတွေကိုတင်ပိုက်ထားခဲ့တာပါဒါကလမ်းတွေကိုဆူလိုတာပါ သူတို့ကဒီလမ်းတွေကိုထိန်းထားခဲ့ပါတယ်ဒါကြောင့်ပစ္စည်းတွေလက်နက်တွေစေးဝါးတွေဝင်လာပြီးဒဏ်ရာရသူတွေထွက်သွားပါတယ်အားဖြည့်တပ်တွေဝင်လာတယ်ဒါတွေကဝင်ထွက်နေပြီးတော့အခြေအနေတွေဆိုးလာတဲ့အခါသူတို့ကဒီလမ်းတွေပေါ်ကနေလွယ်လွယ်ကူကူဆုတ်ခွာနိုင်ခဲ့တယ်ဒါကကောင်းတဲ့အရာမဟုတ်ပါဘူး သူတို့ကနှိမ့်နိုင်မှုအတွက်အသုံးဝင်မဲ့အရာတစ်ခုကိုစုပ်ကင်ထားခဲ့တာပါယူကရိန်းကပိုအားကောင်းတဲ့ရန်သူကိုတိုက်နေရတာပါဒါကြောင့်သူတို့ကအားတိုးစေမဲ့အရာတိုင်းကိုလိုအပ်နေပါတယ်အဲ့ဒီထဲကအကြီးမားဆုံးအားတိုးစေမဲ့အရာတစ်ခုကအမေရိကန်ရဲ့ဂျူဒူထောင်လှမ်းရေးပါဒါကလက်တွေ့အချိန်နဲ့ဤပါပါပဲအဆောက်အဦးကနေလူတွေထွက်လာတာကိုမြင်နိုင်ပါတယ်ကားရဲ့လိုင်စင်ပြားကိုဖတ်နိုင်ပါတယ်ပူတင်ကစစ်ရဲစဲရေးကိုပြောချင်အောင်မပြောပါဘူး ်ပူတင်ကအခုတော့ထောင်ချောက်ထဲပိတ်မိနေတယ်လို့ထင်ပါသလားယူကရိန်းကစစ်ရဲဆက်ရေးကိုသဘောတူလိုက်တာကြောင့်သူ့ကိုမကောင်းတဲ့ပုံပေါက်စေပါတယ်ဒါပေမဲ့သူကဂယုမဆိုင်ပါဘူးသူကယူကရိန်းကို Cruise Missile တွေပြစ်ထွက်တဲ့အခါ69ရာခိုင်နှုန်း68ရာခိုင်နှုန်းကတိုက်ခန်းတွေကိုပြစ်နေတာပါသူကပြည်သူတွေသေဆုံးအောင်ပြစ်နေတာပါယူကရိန်းစစ်တပ်ရဲ့ပြစ်မှတ်တွေကိုရှာဖို့အခက်တွေ့နေပါတယ်။ဘာလို့လဲဆိုတော့သူတို့ကဖြန့်ထားရပြီးစုစည်းမှုတွေမရှိပါဘူး။ ဒါကြောင့်ယူကရိန်းရဲ့လက်နက်တူလောင်ယုံတွေပေါက်ကွဲတာကိုမကြာခဏမမြင်ရတာပါသူတို့ကပစ္စည်းတွေကို ဖြန့်ထားပါတယ်စစ်မြေပြင်ခွဲကြမ်းစိတ်ဖြာမှုတွေလုပ်မယ်ဆိုရုရှားတင်ကားတစ်စီးကလမ်းစုံမှာရက်နေတာကိုမြင်ရင်ဒါကလေ့ကျင့်မှုမရှိတဲ့စစ်သားတွေပါယူကရိန်းကအတင်းအကျပ်စစ်မှုထမ်းခိုင်းနေတယ်ဆိုတော့မှားရွေးတဲ့သတင်းတွေပြန့်နေပြီးဒါကဖြစ်မနေပါဘူးယူကရိန်းရှေ့တန်းစစ်သားတွေရဲ့ပြင်းပြအသက်က38နှစ်ကနေ42နှစ်ပါ ။ဘာလို့လဲဆိုတော့ယူကရိန်းကသူတို့ရဲ့လာမယ့်မျိုးဆက်တွေကိုဒီစစ်မီးတဲ့မထည့်ဖို့တတ်နိုင်သမျှလုပ်နေတာပါ။ဒါကတော့ချီကျူးစရာပါ။ရုရှားရဲ့မှားယွင်းတဲ့သတင်းတွေဘလောက်ထိရောက်လဲဆိုတာသိတာပါပဲ။ American ရဲ့ soft power ကအရန်ကြီးမားပါတယ်။ဒါပေမဲ့သတင်းအချက်လက်တွေနယ်ပယ်မှာအရန်ရှုံးနေပါတယ်။ဘာလို့လဲဆိုတော့မှန်မှန်ကန်ကန်မလုပ်လို့လား။ဒေါ်လာ50တန်းတန်တဲ့အကောင့်တူတွေရှိရင်ရုရှားလူမှုမီဒီယာကိုပြစ်မှတ်ထားနိုင်တယ်ဆိုတာစိတ်ကူးကြည့်ပါ ရုရှားတွေနဲ့သူတို့မတိုင်ခင်ဆိုဗီယက်တွေကဝါရာမှိုင်းတိုက်တဲ့အရာမှာကျွမ်းကျင်ပါတယ်။နောက်တစ်ခုကသူတို့ကဘသူ့ကိုမှယုံကြည်အောင်လုပ်စရာမလိုပါဘူး။သူတို့လိုချင်တာကလူတွေသဘောမတူအောင်လုပ်ဖို့ပါ။ပြီးတော့လူမျိုးရေးခွဲခြားမှု၊လိင်ခွဲခြားမှု၊လိင်တူချစ်သူမုန်းတီးမှုဘာပဲဖြစ်ဖြစ်နေစဉ်လိုအပ်တဲ့မကောင်းတဲ့အရာတွေကိုလိုင်းပေါ်တင်လိုက်ပါတယ်။ဒါကိုယုံသွားတဲ့သူတွေကိုအပြစ်မတင်ပါဘူး။ယူကရိန်းမှာအုံပြုနေတဲ့အကောင်းဆုံးရုရှားတင်ကတီ90ပါ။ ဒီတင်ကားကအရန်ခင်မိနေတာကိုသတိထားမိမှာပါဒါကလီယိုပတ်အေဘရန်စ်လို့လို့ခင်မိတဲ့တင်ကားတွေနဲ့တူနေတာကိုမြင်ရမှာပါလွန်ခဲ့တဲ့နှစ်60နဲ့90လောက်ကရုရှားတွေကလူဝင်အားနှဲ့ရင် တင်ကားတွေကိုပိုသေးအောင်လုပ်ရမယ်လို့ဆုံးဖြတ်ခဲ့ကြပါတယ်ဒါကြောင့်ရင်မှုလက်နက်ကြီးတက်တာလက်နက်တက်တာမောင်းသူအစားသူတို့ကလူတယောက်ကိုဖယ်လိုက်ပါတယ်ဒါကြောင့်မောင်းသူလက်နက်ကြီးတက်တာရင်မှုပဲကြံပါတော့တယ်လက်နက်တက်တာကိုလက်နက်တွေနဲ့အစားထိုးလိုက်ပါတယ် ရုရှားကအင်အားသုံးမှနားလည်မှာပါဒါကြောင့်သူတို့ကိုအင်အားသုံးပြီးပြောဆိုရပါမယ်ဒါအပြင်ရုရှားဟာပြန်လည်အင်အားရှိလာမှာမဟုတ်ပါဘူးဒီစစ်ပွဲမှာသူတို့အနိုင်လည်းမရနိုင်ပါဘူးပူတင်ရဲ့ပြောဆိုချက်တွေကိုကြည့်ရင်သူကစစ်ပြင်းကြီးငင်းဆန်နေတယ်လို့ထင်ရပါတယ်သူကတိမ့်ပိုက်ထားတဲ့နေမြေတွေကိုလက်မလွတ်ချင်ပါဘူးယူကရိန်းရဲ့ပြည်ရင်းနဲ့နိုင်ငံခြားရေးမူဝါဒတွေကိုပါထိန်းချုပ်ချင်နေပါတယ်ရုရှားစစ်တပ်ဟာအားနည်းနေပါပြီလူတန်းတန်းဒီမှာဆုံးရှုံးခဲ့ပြီး ်တင်ကားတွေအများများဆုံးရှုံးခဲ့ပါတယ်။သူတို့ဒီစစ်ပွဲကိုမနိုင်နိုင်ပါဘူး။ယူကရိန်းကသူတို့ရဲ့စစ်ရင်အားကိုကောင်းကောင်းစီမံထားပါတယ်။ပြစ်ခတ်မှုတွေကိုဖြန့်ကျက်ထားပါတယ်။ရုရှားစစ်သားတွေဟာသူတို့ရဲ့ဗိုလ်ချုပ်တွေကိုပုံကန်နေကြပါတယ်။ဒါကသူတို့ရဲ့အခြေအနေမကောင်းမနေဘူးဆိုတာကိုပြသနေပါတယ်။အမေရိကန်ကရုရှားကိုပုံမဖိအားပေးဖို့လိုအပ်ပါတယ်။လက်နက်တွေပို့ပေးဖို့ရုရှားရဲ့စွမ်းအင်ရောင်းဝယ်မှုကိုပိတ်ဆို့ဖို့လိုပါတယ်။ရုရှားရဲ့တည်င်းချက်လက်စစ်စင်ရေးတွေကိုကောင်းကောင်းတုံ့ပြန်မှုလိုပါတယ်။ ရုရှားကသတင်းမှားတွေကိုပြန်ပွားအောင်လုပ်နေတာကိုကောင်းကောင်းတုံ့ပြန်ဖို့လိုအပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်